ို့ရေမမပဲနဲ့တို့ပုံငယ်လေးတွေနားထောင်ကြရအောင်နော်ချင်ကောပါချင်ကောပါခရစ်စမတ်ကိုသဘောချလိုက်တာဆန်နာကိုလည်းချစ်တယ်ဘာရောပဲတို့ဘူးဒါနဲ့ခရစ်စမတ်ဆိုတာယေရှုခရစ်တော်ရဲ့မွေးနေ့ဆိုတာတိလားတကယ်ဒါမသိဘူးတောက်ပြောပြပါလားခရစ်စမတ်ကြောင်းဂျေဆုခရစ်ပြောပြရင်နော် တခင်ယေရှုရဲ့မွေးနေ့ကြောင်းကိုလည်းပြောပြပေးပါဟုတ်ပြီဒီနေ့ယေရှုခရစ်တော်မွေးဖွားခြင်းဆိုတဲ့အအောဝေဟာအကောင်းဆုံးဇာတ်လမ်းတစ်ခုပြောပြမယ်ခရစ်စမတ်ကြောင်းလေးဖြစ်ပေါ်လာပါလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ခန့်လောက်တုန်းက အလွန်သေးငယ်တဲ့နာဆရက်မျိုးလေးတစ်မျိုးမှာ အင်ငယ်လေးတအိမ်ရှိခဲ့တယ်။အဲ့ဒီအင်ငယ်လေးမှာဆိုရင်မာရီလို့ခေါ်တဲ့ဂျူးမင်းမပြိုလီတယောက်နေတိုင်းနေ။သူကလက်မထည့်ရသေးဘူး။ဒါပေမဲ့မကြခင်မှာဆိုရင်တော့ယောတန်းလို့ခေါ်တဲ့လူတော်လူကောင်းလေးတယောက်နဲ့လက်ထပ်တော်မှာဖြစ်တယ်တဲ့။အဲ့လိုနဲ့တနေ့မှာအောဘေယာဖြစ်ပြတဲ့ခုဖြစ်ပြခဲ့တယ်။ ခင်ရဲ့အလိုရေးပါတဲ့ကောင်းဝင်တမန်ဂါဗီလာကမာရီတန်တို့ပေါ်လာခဲ့တယ်။ရှင်မသူလေငါကဂါဗီလာပါမာရီမကြောက်ပါနဲ့။တင်ကဖះရှင်မမျက်နှာသာရပြီ။ဖះကတင်ကိုသိချစ်တယ်။မကြခင်မှာတားယောက်ျားကိုဖမ်းနေလိမ့်မယ်လို့မင်းကိုပြောဖို့ဖះတခင်ကငါ့ကိုဆေလွတ်လိုက်တာ။ဟမ်ကျမလားတားတယောက်ဟုတ်တယ်တားတယောက် သူ့ကိုယေရှုလို့ခေါ်ရမယ်။ပြီးတော့သူကကြီးမြတ်ပြီးဘုရားသခင်ရဲ့သားတော်ဖြစ်တယ်လို့ခေါ်ပေါ်ခြင်းကိုခံရလိမ့်မယ်။မာရိယာအလွန်နာခံတဲ့သူဖြစ်တယ်။ပြီးတော့သူကပြောတယ်။ကျမကဘုရားသခင်ရဲ့ကျွန်မဖြစ်တယ်။ကျမကိုဘုရားသခင်အလိုတော်ရှိတဲ့အတိုင်းပြုပါစေ။ပြောတဲ့စကားအတိုင်းလှုပ်ဆောင်မှုရဲ့အတွက်အလို့ရှိခဲ့တယ် ဝိပခန်နီးအချိန်မှာဘောမအီကရီမင်းကစတားတွေကိုဆေလုတ်ကခုဖိတေတခုကိုခြင်နာစီရဲ့နေနေဟုတ်ပြီအားလုံးနားထောင်မယ်အီကရီအကိုတူကမင်းတို့အားလုံးအခွန်ဆောင်ပြီးလူရည်အတွက်စရင်တွေ့ရမယ်လို့မှာကြလိုက်တယ်အလုံးနဲ့ မာရီနဲ့ယောသက်တို့ကဘက်လီမျိုးကိုခီးထွက်ခဲ့ကြတယ်။ဘာလို့လဲဆိုတော့ယောသက်ကအဲ့ဒီမှာခွန်ဆောင်ရမှာမို့လို့ပဲ။နာချွက်ကနေဘက်လီမျိုးအထိမိုင်ပေါင်းဟာ65မိုင်လောက်ကွာဝေးနေတာလေ။အဲ့ဒီကကြောင့်မလို့သူတို့ရဲ့ခီးကရပ်ပေါင်းများစွာချုံပြက်ခဲ့ရတယ်။ ောက်တဲ့အခါဘာဆက်ဖြစ်မတင်လဲခမ်းမန်းကြီးနေရအားလုံးကပြင့်နေခဲ့တယ်တဲဥကန်းတွေအကုန်လုံးကလည်းပဲပြင့်နေခဲ့တာတဲ့ကွယ်မာရီဒီမှာခဏစောင့်နော်ကိုကကိုတက်တက်တသားလေးနေရောငါငါတို့နေဖို့အတွက်တင့်တော်ရဲ့နေရာတစ်ခုတွားရှာလာရုံပဲ ်ဖို့ခောက်ပြီးရင်ခောက်အချင်းချင်းခောက်နေခဲ့တယ်။သူတို့နေစရာတနေရာအတွက်အချင်းကြိုက်ရှာနေခဲ့တာပေါ့ခွေ။ ့ဆိုရင်တော့ကလေးမွေးဖွားတော့မယ်။ဟွန်းငါတက်ခုခံနေကောလုံးဒီပါလောက်စူးစားပြီးရှာခဲ့ပြီးပြီ။အကုန်လုံးကပြည့်နေပုံပဲ။ချစ်ရတဲ့မာရီလေးမင်းဘလို့လဲစင်ပြေရဲ့လား။ငါရမ်းပင်ပန်းနေပြီရောတက်။ဒါပေမဲ့ကျေးဇူးပြုပြီးစိတ်မပူပါနဲ့။ဘုရားသခင်ကငါတို့အတွက်တနည်းပြင်ဆင်ပေးလိုက်မယ်လို့ငါယုံကြည်တယ်။တနာကြောင်နဲ့ရောသက်နဲ့မာရီလေးတို့ကတော့အရန်ပင်ပန်းပြီး ဘာလို့အမလဲမသိခဲ့ကြတော့ဘူးကိုဘုရားသခင်ကျွန်တော်ဘာလို့အမလဲပြောပြပါကိုကြီးပါအောင်ကျွန်တော်ဘာမှစဉ်းစားနိုင်စွမ်းမရှိတော့ပါဘူးဟိုဒီเจ้าကအယံဝဲနေစရာကောင်းတာပဲမော်ရီနဲ့ရောတက်တော့ကသွားစရာရောနေစရာပါမရှိခဲ့ဘူးဘယ်သူမှမပြောလင့်ထားခဲ့တဲ့တနေ့ရမှာဘုရားသခင်ရဲ့တားတော်ကမွေးပွားခဲ့တယ်အဲ့ဒါကနေရာတနေရာမဟုတ်ဘူးရဲတိုက်ကြီးလည်းမဟုတ်ဘူး ခံထားတဲ့စောက်ဦးကြီးလည်းမဟုတ်ဘူး။ဘုရားတခင်ရဲ့သားတော်ကနှင်းချစွာနဲ့မာတင်ကုတ်လီမှာမွေးခဲ့တာပဲ။မင်းဒီညတတောင်တတိုင်းနိုင်ဖို့ငါကောက်ရိုးချူတွားယူလိုက်အောင်မေ ရှုလီပေးပါခဲ့တယ်။ဟိုအဲ့ဒါကအန်ဟုတ်ပဲကောင်းတဲ့ညတညပါပဲ။ကောင်းခင်မှာကျဲကြီးတပွေလင်းလက်နေခဲ့တယ်။အမပကတ်မရှိခဲ့ဘူး။အဲ့ဒါနဲ့ကလေးလေးကိုနတ်စခတ်လေးထဲမှာပဲထည့်ထားခဲ့ကြတယ်။ဆက်တဲ့ကောက်ရိုးတွေနဲ့ပြင်နေတော့ ကလေးလေးတို့နည်းနည်းတတောက်တတားရှိနေကြတာပေါ့ကွယ်။တရင်မျိုးအနီမှာတိုးတိုင်းလေးတွေကသူတို့တိုးဟုတ်လေးတွေကိုစောင့်ကြည့်နေကြတော့။ရုတ်တရက်ကောင်းမင်ကနေကောင်းမင်တပံတပါပေါ်လာခဲ့တယ်။အမမင်းတို့တွေ့ချင်းကောင်းတစ်ခုရှိတယ် ခတင်ရှင်မွေးပွားလာခဲ့ပြီ။ပါ။တကယ်လား။ဘာခတင်ရှင်လဲ။ငါတို့သူ့ကိုတွေ့လို့ရနိုင်မလား။သူကဘယ်မှာလဲ။ကောင်းဝင်တမန်ကယေရှုကိုဘယ်မှာရှာလို့ရမလဲဆိုတာကိုပြောပြခဲ့တယ်။ဒိုရင်းတွေကအယက်စိတ်လှရှာခဲ့ပြီးတော့ပျော်နေခဲ့တာပေါ့ကွယ်။ ဲစီကိုပြေးသွားကြပြီ။ကောင်းဝင်တမန်ပြောခဲ့တဲ့အတိုင်းယေရှုကိုအဲ့ဒီမှာတွေ့ခဲ့ရတယ်။သူတို့ဟာယေရှုကိုတွေ့ပြီးရဲ့နောက်မှာအဲ့ဒီကြောင့်ကိုလူတိုင်းကိုပြောပြခဲ့တယ်။ ကြားတဲ့သူတိုင်းကလည်းအောက်ခဲ့ကြတာပေါ့ခင်အခုမင်းအော်နီတလူမျိုးပေါ့ဘာမဆန်လိုက်လေခူလာတူဘူးအယံမောဆန်ပြီးပြောစရာကောင်းနေကောင်းကင်တမန်ကယောသက်မာရီနဲ့ယေရှုသူတို့အားလုံးကိုကယ်ဆိုင်ပေးခဲ့လို့ဝမ်းသာတယ် ခရစ်စမတ်ပုံနဲ့အကြောင်းပြောပြပေးလို့ကျေးဇူးတင်ပါတယ်နော်။မနေ့ပြန်ကြာရင်ကျောင်းမရှိရဲ့တူတိုင်းကိုငါပြောပြမယ်။အဲ့ဒါကရန်ကိုကောင်းတဲ့အရာပဲ။မင်းကိုပုံမြင်တစ်တီပြောပြရတာငါတဘောကြပါရဲ့။ဒါပေမဲ့လေကားပေါ်ကပြုတ်ကြအောင်မယ်ကူဆိုင်အောင်နော်။မင်းပြုတ်ကြရင်မင်းကိုကယ်မဲ့အင်ဂျင်မရှိဘူး။မင်းကငါရဲ့အင်ဂျင်ပါပဲ။မင်းကိုအမြဲချစ်နေမှာပါ။ Merry Christmas. လို့ရေဒီနေ့မမပန်နေနာစင်ခဲ့တာကတော့ခရစ်စမတ်ကြောင်းလေးပဲဖြစ်ပါတယ်နော်အတိတ်အရေးကြီးတာကခရစ်စမတ်ဆိုတာသခင်ယေရှုဝိပခဲ့တဲ့နေ့ဖြစ်တယ်ဆိုတာကိုမမေ့ကြနဲ့နော်နောက်ပတ်ကျရင်ပြန်တွေ့ကြမယ်နော်